ကဲအားလုံးပဲမင်္ဂလာပါအခုကျမတို့ရောက်ရှိနေနေရာကဒါကရာနင်းပင်ကိုခေါ်ပါခေါ်ရပါနော်ကျမကျမလည်းအထူးရဲ့နာမည်တိတ်မခေါ်တတ်ဘူးနည်းနည်းဟိုပြောမယ်ဆိုရင်ရှားလိုက်တယ်တို့မလဲသူတို့ပြောတာပြပြတာနင်းပင်ကိုခေါ်တာဒီနေရာမှာဆိုလို့ရှင်လေမင်းကိုညအတူကလေးလာတယ် ့ Oh overcoming oh ဟာ negative ပုံစံ psych နဲ့ဆိုရှင်ဒီရနေဆိုအတိုင်းတားမြင်ရတာအဲ့လိုမျိုးပေါ့နော်ဒီမှာဒီမှာဆိုလို့ရှင်လည်းသူက coffee လေးထိုင်တောက်လို့ရအောင်မအခင်းလေးရောထိုင်ကုန်လေးတွေရောခြားထားပြရအဲ့လိုမျိုးပေါ့နော်ကျမတို့ကတော့ဒီမှာမထိုင်တော့အောက်မှာပဲထိုင်တော့ဒီမှာတော့တောင်ပေါ်ကရှုခင်းလေးတွေ ကြည့်ကျင်လို့အဲ့လိုမျိုးခေတ္တခဏတက်လာခဲ့ပါဘောနော်တို့ဟာအောင်နာမှာတို့ကော်ဖီပိုင်ရောင်းနေဆိုင်ရှိရလို့ဒီမှာဆိုအရိတ်လေးရအောင်တို့အဲ့လိုမျိုးမိုးမိုးကာလေးလှထားပေးတာဒီကနေဆိုလို့ရှင်တောင်အောင်ကအဲ့လေကတိလေးစိုက်ခင်းလေကတိလေးကြည့်ရအောင်မလေးတမျိုးတစ်ခေါ်ပဲတူလေးလာတယ်ဟုတ်အရန်လာတယ် တ िश ူးပင်းနေဆိုလို့ရှင်လက်အမြင့်ကြီးပဲဒီနားမှာလေးပြမနော်ရှို့တချို့ပင်းနေဆိုကျွန်တော်မတည်ဘူးဒီမှာဆိုတ िश ူးပင်းနေဆိုလို့ရှင်လက်ကျွန်တော်တို့မြင်ခဲ့တဲ့ဒီလမ်းဒီလမ်းဟိုကာလာမိုင်ဘေးနားမှာရှိတဲ့အဲတချို့ tissue ပြင်းနေဆိုရင်တော်တော်လေးမြင့်နေဟိုဗနနီလောက်စိုက်ထားတဲ့ tissue ပြင်းနေလဲတော့မတည်ဒါဆိုလို့ရှင်ကျမတို့ဒီနေ့ ရောက်ခဲ့တဲ့နေရာကနင်းဘင်းဆိုတဲ့နေရာပေါ့နော်တို့ပြောတဲ့နေရာကဲရမ်းလာတယ်ဟုတ်မစီလို့ရေးဒီတူဝါရာအရင်လာတယ် အလောက်ကမီကွင်းနဲ့ရှုခင်းအရန်လာလုံးလို့ရိုက်ထားတာဖြစ်ပါတယ်ကဲဘဘရှုခင်းတော့အတော်လေးလာတယ်တင်တီ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 ကျွန်တော်ဒီနေ့တနေ့ကုန်လျှောက်လေပေါ့နော်6နေရာလောက်လျှောက်လေလျှောက်လေပြီးပြီဆိုတော့ဟာဂျန်ဘက်ကိုပြန်လာမှာပေါ့နော် ဒါဆိုရှင်ကျွန်တော်တို့ဒီနေ့လျှောက်လေခဲ့တဲ့နေရာတစ်ခါအာ6နေရာမြောက်လို့ပြောရမှာ6နေရာမြောက်တော်တော်လေးတော့လာတယ်ရှုခင်းနေလာတော်လေးလာတယ်ဒီနောက်မှာဆိုလို့ရှင်ဟိုကျိုးဆိုလို့ရှင်ခေဒီချိန်မှာဆိုလို့ရှင်လေတချို့ကဒီဘလို့ပြောမလဲဆိုဒေရခန်တွေရောဒီဗီယက်နမ်တွေရောဆိုတော့ခီးသွားတဲ့သူတွေအများကြီးပဲသူတို့ကလေယုံပိတ်ကာလလေးဖြစ်တဲ့ခါကြတော့လေး မာရောက်လေပတ်တဲ့လူတွေအများကြီးရှိရတယ်။ဒီကျွန်တော်ကတော့ကျမတို့ကျမတို့ဒီဘယ်လိုပြောရမလဲဆိုလို့ရှိရင်လူရှင်းတဲ့နေရာမှာပဲယူပြီးမှဟိုဗီဒီယိုလေးရိုက်တာများတဲ့အခါကျတော့ဒီမှာလူမမြင်ရတော့ထင်ရတာထို့အောက်ဘက်မှာဆိုလူအများကြီးအဲ့လိုမျိုးပေါ့နော်။ကဲဒါတော့ဒီနေ့ကျွန်တော်တို့တွားခဲ့နေရတဲ့နေရာနောက်တစ်နေရာပေါ့နော်။ဘတ်6နေရာမြောက်အရန်လာတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။ဒါကဗီယက်နမ်နိုင်ငံမြောက်ဘက်ပိုင်းကဟာဂျန်ကနေတွားရောက်လေပတ်ရင်ရောက်နိုင်တဲ့နေရာဖြစ်ပါတယ်ရှင်။သူတို့ပြောပြတာကတော့နင်းပင်လို့ခေါ်တာပေါ့နော်။ဒါကတော့ကျမတို့ဒီနင်းပီမှာကော်ဖီလေးပါလေထိုင်တောက်ခဲစင်မှာအဲ့ဒီကော်ဖီဆိုင်ရဲ့နောက်မှာဆိုတော့သူတို့ဟင်းချံလေးစိုက်ထားတာဒီမှာမုံလာထုတ်တွေပါတယ်ဆိုတော့အတော်ကလေးလက်လက်ဆက်ဆက်လေးမြင်ကြည့်တယ်လိပ်ပြလေးရောပြန်ဝေးနေတာမျိုးပေါ့နော် မုံကောက်ကင်ကလည်းပြပြလေးတိမ်တွေဆိုလို့ရှင်တဲ့လွင့်နေတာဒါမျိုးတွေ ျွန်တော်ကတော့ဒီမှာကော်ဖီလေးပါလဲတောက်ပြီးတာနဲ့အဲနေလီစာစားဖို့အတွက်တခြားနေရာဘက်ကိုဆက်သွားကြတယ်ဒီနေရာမှာလေဒါဆိုလို့ရှင်စိုင်ကေးနဲ့အဖွဲလက်တလူမျိုးသွားကြလာဒါကတော့ဟာချန်လုပ်ဆိုရဲကျိုးဆိုလို့ရှင်10ရောက်15ရောက်အဲ့လိုမျိုးသူတို့ရဲ့တိုးကိုက်နဲ့အဲ့လိုသွားကြတာဒါမျိုးရှိရပေါ့နော်ကျွန်တော်ကတော့ဒီနားတော့အိမ်မှာနေလီစာစားဖို့အတွက်နေရာတွေလိုက်ရှာတယ် အဲရောက်တဲ့အခါကျတော့ကျမတို့ခေတ္တခဏနားတယ်ဒါဆိုရင်ကျမတို့ရင်းနေလေးစားလေးဒီနေရာမှာနေလေးစားစားတဲ့နေရာမှာဆိုလို့ရှင်လည်းမြင်ကွင်းနဲ့အတော်ကလေးလာတယ်ဒါတွေဆိုလို့ရှင်နေလေးစားစားပြန်တဲ့မှာစားရင်းနဲ့တော့မှကြည်လို့ရတဲ့ဒီဒီမြင်ကွင်းလေးတွေပေါ့နော်တကယ်ရှုခင်းတွေဆိုလို့ရှင်လားတော်ကလေးလာတယ်ဆိုင်ကင်းနဲ့သွားကြရခီသွားတယ်များတယ်ကျမတို့ကတော့ဆိုင်ကင်းနဲ့သွားဖို့အဆင်မပြေဘူးအခါကျတော့ထိုင်စီငါးပြင်းမှသွားကြတာပေါ့နော်ဒါဆိုလို့ရှင်ဒါတောင်အောင်ကမြင်ကွင်းလေးတွေ ဒါမျိုးတွေရှိပါတော့ဒါဆိုလို့ရှိရင်ဟာချန်းကနေတွားရောက်တဲ့ပတ်လို့ရတဲ့နေရာနာတွားဖြစ်ပါတယ်ဒီနေရာနာတွားရဆိုလို့ရှိရင်တောင်တန်းကြီးရဲ့အများချို့နေရာတွေမှာဆိုတော့သူကကြောက်ကောင်တွေကိုဖြိုပြီးမှလမ်းဆောက်ထားတာလေတော့ကလေးလာတယ်ပြီးတော့ဒီမှာကဒီစိုက်ကီတွေပါစီးတဲ့ခါကျလို့ရှိရင်လည်းအတူကလေးတီတီထားရတယ်မဟုတ်ဆိုလမ်းတွေပါတွေကတော့အခွေအကောက်တဲ့တော်လေးများတဲ့ခါကျတော့လေ လမ်းတွေကလည်းကောက်ကွေယုံတာမကတောင်တက်တောင်ဆင်းသွားရတာဖြစ်တဲ့အခါကျတော့ဆိုင်ကယ်စီးကျွမ်းနေဆိုရင်တောင်မှကိုစီးတဲ့ဆိုင်ကယ်ကတော့အတူကလေးအဆင်ပြေမှတတိထားရတာဒါမျိုးရှိရပါတော့ပြောမစွန်းဒီ break တော့ပါတော့ပေါ့နော်အဲ့လိုမျိုးတွေကောင်းတဲ့အခါကျမှပဲ ဒီလိုမျိုးဒီခီးလန်းကိုသွားရတာအဆင်ပြေတယ်လို့ကျွန်မကတော့အဲ့လိုမျိုးပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှင်တချို့နေရာတွေကကိုယ်တည်းအခါကြလို့ရှင်တို့ကအဆင်ကွေ့အသက်ကွေ့အဲ့လိုမျိုးရှိရပါတော့။အဝေးကနေလမ်းမြင်တဲ့အခါကြလို့ရှင်ပိုပြီးမှမြင်တာတယ်။အနီးကပ်ဆိုလို့ရှင်မတိတောင်အဲ့လိုမျိုးပေါ့နော်။ကိုယ်တည်းနေရာတွေဆိုလို့ရှင်လည်းတိတ်မတိတောင်အဝေးကနေမြင်လိုက်တဲ့အခါကြလို့ရှင်အတော်ကလေးတိတာတယ်လလည်းအတော်ကလေးလတယ်ဒါမျိုးတွေပေါ့နော်။ဒါကတော့ ဗီယက်နမ်နိုင်ငံမြောက်ဘက်ပိုင်းကဟာချန်ကနေတွားရောက်လေပတ်လို့ရတဲ့တောင်တန်းတွေတွားရောက်ကြည့်ရှုလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ကိုကကစံကေစည်းတတ်တယ်စံကေနဲ့တွားမယ်ဆိုလို့ရှင်လေတိုးကైဖွဲ့တတ်တတ်ရှိပါတယ်။ဒါတွေကတော့ဒီခီးတွားတဲ့အဖွဲတွေနဲ့ချိတ်ဆက်ပြီးမှတွားလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးလည်းကျွန်မကတော့ပြောပြလိုပါတယ်ရှင်။ကဲဒါကတော့ကျမတို့ဒီအဲတနေကုန်လျှောက်လေပြီးမှဟာဇန်းကို ကြံခါနေပေါ့နော်ဟာကြောင်ရောက်ခါနေမှာရက်ကူးထားတာလေးဖြစ်ပါတယ်ဒီနားမှာလေရှုခင်းနေပိုလာဒီပါလဲပိုလာတယ်အရင်လဲပိုလာတယ်ဆိုပေမဲ့လည်းနေရာတိုင်းပါလေသူလာတဲ့ပုံစံလေးတွေမတူညူလို့ပြောမှာပေါ့နော်ဒီမှာဆိုလို့ရှင်တော့အမြင်တဲ့အတိုင်းပဲဒါတောင်ချင်းနားမှာရှိတယ်အဲဆောက်ခင်းဆိုက်ခင်းတွေပြလို့ရှင်အိမ်လေးတွေဆိုလို့ရှင်တော်တော်လေးလာတယ်တော်တော်လေးတာရတယ်ပြီးရင်တချို့ဆိုလို့ရှင် ဒီဒီတောင်ကျောတစ်လျှောက်မှာဆိုလို့ရှိရင်ကာလမိုင်ရှိရပေါ့နော်အဲဒီကာလမိုင်ကနေဆိုင်ကယ်တွေအဲ့လိုမျိုးသွားလို့ရတယ်ကားတွေတွားလို့ရတယ်အဲ့လိုမျိုးဒီမြစ်တစ်လျှောက်ဆိုလို့ရှိရင်တို့တွေဆိုင်ကင်းတွေပါအဲ့လိုမျိုးဆိုက်ထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီနေ့ဟာကျန်းကနေတွားရောက်လေပတ်တဲ့နေရာအပြတ်မှာရိုက်ကူးထားတာဖြစ်ပါတယ်ကဲမင်းကွန်းနေအရန်လာတယ်ဟုတ်ကဲသူဆောင်ပဲကျွန်တော်တို့ဟိုးဘတောင်ကြားဘက်ကနေလာခဲ့အဲ့လိုမျိုးပေါ့နော် โอเคဒါကတော့ကျမတို့ဒီဟာဆန်းကိုသွားရောက်လေးပတ်ခဲ့တဲ့အချိန်မှာရိတ်ကူးထားတဲ့ဗီဒီယိုလေးဒီကို message တွေကိုမျှဝေထားတာဖြစ်ပါတယ်ရှင်ကျမတို့ကအဲ့ဒီနေ့တုန်းကဒီဟာချန်းကနေဒီတောင်တန်းတွေဘက်ကိုသွားရောက်တဲ့ပတ်တဲ့ခီးစပါဆိုရင်အဲကီလိုမီတာ100ကျော်သွားတယ်ပြီးလို့ရှင်အဲမနက်၈နာရီကနေညနေ၄နာရီလောက်မှအိမ်ရောက်တယ် ဆိုအဲ့လားဆိုတော့ရှင်ကျွန်တော်သွားခဲ့တဲ့ခရီးအချိန်ကတော့၈နာရီလောက်အချိန်ပေးခဲ့ရတာပေါ့နော်အာကီလိုမီတာကတော့100ကျော်ရေကြီးလို့ရှိတယ်ဒီတော့စိုင်ကင်းနဲ့သွားရင်လည်းရတယ်ကားနဲ့သွားရင်လည်းရတယ်ဒါမျိုးရှိရစိုင်ကင်းနဲ့သွားကြတာပုံများပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှင်ကိုက စံကမစိတာပုဆိုလို့ရှင်တော့မှာမှာမောင်းပြီးမှလိုက်ပို့ပေးမိတူတွေလည်းရှိတယ်ဒါမျိုးတွေရှာပေါ့နော်ဒီတော့အတူကလေးအစင်ပြေတွေတာယာတယ်လီကောင်းလေတန်းတွေကောင်းကောင်းလေးယူဆိုင်ချင်တယ်ဆိုလို့ရှင်ရေကေတို့ခီးသွားရတာအတူလေးအစင်ပြေတွေပြင်နံမြောက်ဘက်ပိုင်းကနေရာဒေသလေးတွေဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရောက်တုံရောက်ခိုင်မှာအဲရမ်းလာတဲ့အခါကျတော့မိတ်ဆွေတို့ကိုလည်းစိတ်ချမ်းသာစေလိုတယ်ကိုကိုတိုင်းလေး ဒီလိုမျိုးတွေချိန်နီတက်တာဖြစ်တဲ့အခါကျတော့ EK တို့မျှဝေထားခြင်းဖြစ်ပါလိမ့်ရှင်ဒါကတော့ကားဟမဘေးမှာရှိတဲ့ရေဒီကုန်းမှာရေဒီကရန်ရေဒီကုန်းနားမှာရိုက်ထားတာပေါ့နော်အဲ့နေပဲ ဲ့တော့ဆိုကာလမကြီးတို့တို့လိုက်ပို့ပေးတဲ့ကားဆရာဒီမှာနားအီဟွာရပ်ပေးရပေါ့နော်ပုံလေးရိုက်လို့ရအောင်ဆိုပြီးမှရပ်ပေးရတကယ်လည်းအရင်လာတယ်မကြည့်ဒါဆိုလို့ရှိရင်ကာလမကြီးတို့လာခဲ့တာကဟောဒီလာနေလာခဲ့ရပေါ့နော်ဟာဒီလာကနေလာခဲ့အဲ့လိုဟွာရေးလာခဲ့ ကျမတို့ကအခုသွားမဲ့နေရာကမပီလန်းဆွဲနေရာပေါ့နော်မပီလန်းဆွဲနေရာနာကယေဒီကုနာမှာရောက်နေဖြစ်ပါတယ်ဒါဟုတ်ပါတယ်ရလာဟုတ်ဟုတ်ပါဒီရေဒီကောင်ကလေလမ်းဘေးမှာပဲရှိရအခါကျတော့ဒီနားမှာဆိုတော့ရှင်လေနားလို့ရတဲ့နေရာပဲရှိရ ဒီရကွန်ကိုအနိကလာကြီးအခါကျတော့အောက်ခြေဘက်မှာတက်တန့်လေးဖြားထွက်နေတဲ့ ID နေတုံးတာပေါ့နော်။ဂျာနီနီတွေတော့ကျွန်မမသိဘူး။အဲ့လိုမျိုး။ဒီလိုနဲ့ကျွန်တော်တို့ကဟာဆောင်ဘက်ကိုပြန်လာခဲ့တယ်။ဒါရယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဆောင်ဘက်ပြန်ခဲ့တဲ့လမ်းတစ်လျှောက်မှာကျွန်တော်တို့မြင်ခဲ့တဲ့နေရာတွေအရန်လာတဲ့နေရာတွေရောက်တဲ့အခါကျတော့ရှင် ကျွန်တော်တို့ခေတာခဏနားတဲ့ကော်ဖီလေးတွေအဲထိုင်တောက်တဲ့ပြလို့ရှိရင်အဲ ဆက်သွားတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါဆိုလို့ရှိရင်ရောက်တဲ့နေရာတွေမှာကိတာခဏနာကိစီတော့ကျွန်မရက်ကူထားတာလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်ဒီနားသွိုက်မှာဆိုရင်တချို့တော့ဒီတင်ပေါ်တသိလေးနဲ့အလယ်သွားနေကြတာအဲ့လိုမျိုးပဲရှိတယ်ကျွန်မတို့ကတော့တင်ပေါ်တွေပိုင်းတော့မစီတော့တင်ပေါ်ဆိုတော့ကဟိုအနေနဲ့အလတ်အလတ်လေးပေါ့နော်အရန်ကြီးရပါဘောနည်းနည်းအလတ်အဲ့လိုမျိုးနဲ့သွားကြတာ ဒါတော့ကျွန်တော်တို့ဒီပြည်နယ်နိုင်ငံမြောက်ပိုင်းကဟာဂျန်ကိုသွားရောက်လေပါခဲ့စဉ်ကဟာဂျန်ကနေတောင်တန်းတွေအဲတောင်ကုန်းတောင်တန်းတွေရန်လာတဲ့မြင်ကွင်းတွေလေကောင်းတဲ့တန်းတွေရှူရှဲလို့ရတဲ့နေရာတွေကိုသွားရောက်လေပါခဲ့စဉ်ကရိတ်ကူးထားတယ်။အကြောင်းအရာလေးတွေကိုမစ်ဆူတွေကိုမျှဝေထားတာဖြစ်ပါလိမ့်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိဝင်ရောက်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိသလို ားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။နောက်ဗီဒီယိုလေးတွေမှာ ပြန်ဆုံကြပါမယ်နော်။ Bye bye ။